ပါရှင်ကျမတို့ငူးခတ်တာပါ TV ရုံမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်တနိုင်ကလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်အခမ်းအနားမှာတိုင်းရင်းသားတပ်တွေအနေနဲ့မဖြစ်နိုင်တာကိုမတောင်းဆိုကြဖို့နဲ့ညီချင်းရေးဖက်ဒရယ်တိဆောက်ရမှာပါဝင်ကြဖို့ထည့်သွင်းပြောဆိုခဲ့တဲ့စစ်ကော်မရှင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းဟာအပြောနဲ့လက်တွေ့ကွဲလွဲနေတယ်လို့တိုင်းရင်းသားတပ်တွေကပြောပါတယ် NCA နှစ်ပတ်လည်အခမ်းအနားမှာစစ်ကော်မရှင်ခေါင်းဆောင်ကငြိမ်းချမ်းရေးဖက်ဒရယ်တိဆောက်ရေးမှာပါဝင်ကြဖို့တိုက်တွန်းပြောဆိုနေချိန်မှာပဲနိုင်ငံတော်ဝန်ကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာပါဒါပြင်တိုင်းသားတက်တွေတောင်းဆိုနေတဲ့အထဲမဖြစ်နိုင်တာမပါဘူးလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမကြီးနော်ဘူကဒီဗီကိုပြောပါတယ် စစ်ကောင်းဆောင်ကငြိမ်းချမ်းရေးအကြောင်းပြောပေမဲ့ကချင်ပြည်နယ်မှာတိုက်ပွဲတရက်မှမနာခဲ့ကြောင်းနဲ့ခရိုင်ဌာနချုပ်ရှိရာလိုက်စာကိုအသေးခံဒရုန်းနဲ့ဖုံးကျဲတာတွေလုပ်ခဲ့တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကဆိုပါတယ်။တားပြင်တိုင်းသားတွေရဲ့တောင်းဆိုချက်မှာမဖြစ်နိုင်တာမပါပဲပင်လုံစာချုပ်အရပြည်ထောင်စုတိစောက်ဖို့တောင်းဆိုတာပဲဖြစ်တယ်လို့ဆိုပါတယ်။ NC နှစ်ပတ်လည်အခမ်းအနားကျင်းပတဲ့ရက်တွေမှာတိုင်းရင်းသားဒေသတွေမှာတော့မကပဲအညာမြေပြန့်ကိုပါလေကြောင်းနဲ့နေစဉ်ဘုံကျဲနေပြီးကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာမျိုးတဲ့ကိုအော်တိုဘာလ16ရက်နေ့ညပိုင်းမှာစစ်ကောင်မရှင်တပ်ကအသေးကန် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့တရုတ်လူမျိုးနှစ်ဦးထိခိုက်ခဲ့ရပါသေးတယ်ရှင်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်ရဲကိုအော်တိုဘားလ18ရက်နေ့မနက်ပိုင်းကစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ခဲ့တာကြောင့်တပ်ကြီးရွယ်အိုမောင်နှမနှစ်ယောက်သေဆုံးသွားခဲ့လို့ဒေသခံတွေကပြောပါရယ်စစ်တပ်ကပြစ်လိုက်တဲ့ကြီးကနထိုးကြီးမြို့နယ်ဖျားကြီးရွာရဲကသူတို့ရဲ့နေအိမ်မော်ကိုတက်တဲ့ကြပြီးပောက်ကွဲသွားခဲ့တာကြောင့်အခုလိုသေဆုံးခဲ့တာဖြစ်ပြီးတခြားမိသားစုဝင်တို့လည်းဒဏ်ရာရှိတာတွေရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါရယ် အသက်80ဝန်းကျင်အဖအိုတယောက်နဲ့အသက်85နှစ်အရွယ်အဖိုးတယောက်သေဆုံးခဲ့တာဖြစ်ပြီးသူတို့နေအပါဝင်ဘေးပတ်ဝန်းကျင်ကနေအိမ်၅လုံးလောက်လည်းပျက်စီးခဲ့သေးတယ်လို့သိရပါဗျ။လက်ရှိပြင်စီရဲစခန်းတွေကနေပြစ်ခတ်နေတဲ့စစ်တပ်ရဲ့လက်နက်ကြီးတွေထပ်ပြီးကြမှာကိုကြောက်လို့ဒေသခံပြည်သူတထောင်ကျော်လောက်ကထွက်ပြေးနေကြပြီးအဲ့ဒီရွာပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူးလို့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်က TV ကိုပြောပါဗျ။လက်ရှိနထိုးကြီးမြို့နယ်ကနေရာတချို့မှာစစ်တပ်ကမြေပြင်ကနေစစ်ကြောင်းထိုးပြီးလေကြောင်းက အနေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတာရှိလို့တော်လိုင်းတပ်ဖွဲ့တွေနဲ့နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေလည်းရှိသလိုစစ်ရေးအခြေအနေတင်းမာနေတဲ့နေရာတွေလည်းရှိတယ်လို့သိရပါတယ်ရှင်။ပြည်ပနိုင်ငံကိုထွက်ခွာခဲ့တဲ့မြန်မာနိုင်ငံသား10ယောက်မှ9ယောက်ကထိုင်းနိုင်ငံကိုသွားကြပါဗျ။မြန်မာတွေဘာကြောင့်ထိုင်းနိုင်ငံကိုအများဆုံးသွားရောက်ကြတာပါလဲ။ဒီအကြောင်းကိုတီဗီကပြောပြပေးပါပါ။ပြည်ပရောက်မြန်မာ10ယောက်မှာ ခုနှစ်ယောက်ကထိုင်းနိုင်ငံမှာရောက်နေကြတယ်လို့စစ်ကောင်စီကကောက်ယူတဲ့2024ခုနှစ်လူဦးရေနဲ့အိမ်ကျောင်းရာသကောင်စီရင်ကအဆိုပါတယ်ဒီပမာဏဟာတခြားနိုင်ငံတွေမှာရောက်ရှိနေတဲ့မြန်မာရေအတွက်နဲ့နှိုင်းယှဉ်ရင်အလွန်များပြားနေရပါပြည်ပကိုရွှေ့ပြောင်းနေထိုင်သူအများစုဟာမြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကဖြစ်ပြီးဒီဒေသတွေကနေပြည်ပရွှေ့ပြောင်းသူတွေဟာပြည်ပရောက်မြန်မာနိုင်ငံသားအလုံးရဲ့၄ဘုံ၃ဘုံနီးပါးရှိရလို့ဆိုပါတယ်ဒီတဲကအများစုဟာအိန္ဒိယချင်းထိုင်းနိုင်ငံမှာရောက်ရှိနေကြတာပါ စစ်ကောင်စီရဲ့စစ်မှုတော်ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်လူငယ်အများစုဟာအိန္ဒိချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကိုလာရောက်ခိုလုံကြပါတယ်။စစ်မှုတော်တိန့်ရှောင်မှုအတွက်တခြားနိုင်ငံတွေထက်ထွက်ခွာရလက်ကူတဲ့ထိုင်းနိုင်ငံကိုရွေးချယ်ပြစ်ခဲ့ပုံကိုလူငယ်တယောက်ကပြောပြပါတယ်။တခြားနိုင်ငံတွေကကျွန်တော်တို့ထွက်ခွာဖို့ဆိုရင်ဗီဇာတွေ၊ passport တွေရောင်းဖို့ဆိုတာအရင်အားလုံးပေါ်တော့မလွယ်ကူနေဘူးပေါ့။အဲ့ဒါအကြောင်းလည်းပါတယ်။ထိုင်းနိုင်ငံကကျွန်တော်တို့နဲ့ရောက်လို့အိန္ဒိချင်းနိုင်ငံတွေဖြစ်လို့တခြားနိုင်ငံတွေတွားရတာပို့ပြီးတော့လွယ်ကူတယ်။ပြီးတော့အဲ့လို အခုလိုမျိုးပြပထောက်ခွင့်တွေကန့်တလိုက်တဲ့အချိန်မှာထိုင်းနိုင်ငံမြန်မာနိုင်ငံသားတွေတော့အကောင်းဆုံးပိုလွန်ရဖြစ်ခဲ့တယ်ပြီးတော့လို့ဒီစစ်ဘေးကြောင့်အများအပြားထိခိုက်တရာရတဲ့လူတွေလည်းထိုင်းနိုင်ငံဘက်ရှာမှာလာရောက်ဆေးကုသလို့ရတာမျိုးတွေသွားလာရတာမျိုးတွေအတွက်လည်းအများကြီးအထောက်အကူဖြစ်ခဲ့တယ်ပေါ့စစ်ကောင်စီကပြပထောက်ခွာခွင့်တွေပိတ်ပင်ပြီးတဲ့နောက်မှာထိုင်းနိုင်ငံကိုအလဲဗီဇာနဲ့ရောက်ရှိလာပြီးမပြန်တော့ပဲထိုင်းနိုင်ငံမှာနေထိုင်ခွင့်တစ်ခုခုလုပ်ပြီးနေထိုင်လိုက်သူတွေလည်းများလာပါဗျ။နေစင်ဒီပါနေဆက်ကနေရောတရားဝင်လမ်းကြောင်းကပါ မြန်မာနိုင်ငံသားတွေဝင်ရောက်နေကြတယ်လို့အလို့သမားရဲ့အကူအညီပေးနေသူတွေကပြောကြပါဗျ။ထိုင်းနိုင်ငံမှာရွှေ့ပြောင်းရောက်ရှိနေတဲ့တရားမဝင်အလို့သမားတွေကိုထိုင်းဆိုရကတရားဝင်နေထိုင်ခွင့်မှတ်ပုံတင်ထုတ်ပေးဖို့လှုံ့ဆော်ခဲ့ကြပြီးအော်တိုဘာလ16ရက်နေ့မှာတော့ဗတ်ရိုက်ပေးတဲ့လုပ်ငန်းစဉ်ကိုရှေ့ဆိုင်းလိုက်တယ်လို့ထိုင်းလောက်ကန်ရှာခွေရုံကထုတ်ပြန်ကြေညာခဲ့ပါဗျ။လက်ရှိနေဆက်ဒေတာတွေမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကြောင့်ဗတ်ရိုက်ပေးတဲ့အစီအစဉ်တွေကိုယာယီရဆိုင်တာဖြစ်တယ်လို့လည်းဆိုပါဗျ။နေဆက်ပြဿနာတွေကြောင့်လို့စာထဲမှာထုတ်ပြန်စာထဲမှာပါတယ်။ လူငယ်မြန်မာလူငယ်လူရွယ်တွေခိုင်းနေကိုဝင်နေရမျိုးနေ့စဉ်သွားနေတာမျိုးအကျမ်းဖတ်စေအောင်သူမင်းအောင်လာရမကြိုက်ဘူးကြိုက်မနေဘူးသူတို့စစ်မှုတန်းစစ်မှုတန်းတပ်သားတွေခေါ်တဲ့နေရာမှာခတ်နေခတ်သွားမှာဆိုလို့အဲ့တော့အဲ့ဒါကိုလည်းဒီကောင်တွေပိတ်ပင်နေတာအဲ့တော့မြန်မာဘက်ကတခုခုပြောလိုက်တာမျိုးလားမြန်မာဘက်ကမြန်မာအကျမ်းဖတ်စေအောင်စုဘက်ကမင်းအောင်လိုင်းတို့ဘက်ကတခုခုဖိအားပေးလိုက်တာမျိုးလားလို့ကွဲမင်းတို့ကတန်တရားဖြစ်တဲ့သုံးသက်တယ်ပေါ့နော်စစ်ကောင်စီရဲ့2024ခုနှစ်တကောင်စီချက်လက်တွေအရမြန်မာနိုင်ငံသားတပ်တန်းကျော်ဟာပြည်ပနိုင်ငံတွေမှာရောက်ရှိနေပြီး လက်တွေမှာဒီထက်များနိုင်တယ်လို့လည်းဆိုပါရယ်လူသမားရဲ့လှုပ်ရှားသူတွေကတော့ထိုင်းမှာမြန်မာခုနှစ်တန်းလောက်အထိရောက်ရှိနေတယ်လို့ခန့်မှန်းနေကြပါရယ်မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့နိုင်ငံရေးစစ်မှုထမ်းဥပဒေတွေကြောင့်ပြည်ပထွက်ခွာလိုတဲ့လူငယ်တွေပိုတိုးလာနေပြီးမြန်မာလူငယ်၁၀ဦးမှ၄ဦးကအခြေအနေပေးရင်ပြည်ပကိုထွက်ခွာလိုကြတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကလည်းဆိုထားပါရယ်ကျမသီရီပါ TV ဥမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်